ဆိုးရဲ့လက်တုပ်ပြန်မှုကိုရီးယားနဲ့ကမ္ဘောဒီးယားပူးပေါင်းပြီးတရုတ်ငွေလိမ်ခိုင်းဌာနချုပ်တွေကိုဖျက်ဆီးကိုရီးယားနဲ့ကမ္ဘောဒီးယားတို့ဟာပူးပေါင်းခဲ့ကြပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတရုတ်တွေဖွင့်ထားတဲ့နိုင်ငံဖြတ်ကျော်လိမ်လည်မှုခိုင်းကောင်းဆောင်တွေကိုဖြိုခွင်းမှုပါဒီခိုင်းတွေကလူတွေကိုလှည့်ပြပြီးပတ်စံခိုးယူဖို့နဲ့ ဖုန်းခေါ်စင်တာတွေစင်ကတ်တွေနဲ့ digital ငွေကြေးလုပ်ငန်းတွေကိုအသုံးပြုပါရယ်။ကိုရီးယားကနေအလိန်ခံရသူတွေဟာအတင်းကျပ်အလုတ်ခိုင်းခံရပါရယ်။စာရဲစာတမ်းမရှိဘဲဖမ်းဆီးထားတာခံရတာဖြစ်ပါရယ်။တချို့အချိန်မှာထွက်ပြေးဖို့ကြိုးစားရင်ထိခိုက်နာကျင်အောင်လှုပ်ခံရတာတွေလည်းကြုံတွေ့ရပါရယ်။လူလူကိုတုံလုံသွားစေခဲ့တဲ့တိတ်ဆုံးမှုတစ်ခုကလာပေါင်းများစွာတိုင်ကြားမှုတွေကြောင့်အမှုကိစ္စတွေစုဆောင်းခံခဲ့ရပါပြီ။ဒီအပြီးမှာကိုရီးယားနဲ့ကမ္ဘောဒီးယားအာဏာပိုင်တွေဟာပူးပေါင်းပြီးစစ်ဆင်ရေးတစ်ခုကိုစီစဉ်ခဲ့ကြတာပါ သူတို့တပြိုင်တည်းဝင်ရောက်ဖမ်းဆီးမှုတွေကိုလှုံ့ဆော်ခဲ့ကြပြီးငွေကြေးတွေကိုလည်းထိန်းချုပ်လိုက်ပါတယ်။နိုင်ငံကူးလက်မှတ်တွေကိုပြန်ပေးခဲ့ပြီးနင်နာသူတွေကိုပြစ်မှုကျူးလွန်သူမဟုတ်ပဲတပ်သိအဖြစ်သဘောထားခဲ့ကြတာပါ။ဒီလိုလှုံ့ဆော်ရတဲ့ရည်ရွယ်ချက်ကရုံတရုံကိုပိတ်ဖို့မဟုတ်ပါဘူး။ဒီရဲ့ချက်ကတော့ရှားဆွေးမှုကျူးလွန်တဲ့လုပ်ငန်းပုံစံတစ်ခုလုံးကိုဖြိုးဖျက်ဖို့ဖြစ်ပါတယ်။စစ်စင်ရေးစတင်ပုံကိုပြောပြပါမယ်။စိုးမျိုးကလေစိတ်တစ်ခုမှမိုးမလင်းတဲ့အချိန်ကလေးကအရာရှိတွေဟာမျက်နှာဖုံးစွတ်ထားတဲ့တန်တရားရှိသူတအူကိုလေရင်တရားအောက်စီကိုခေါ်ဆောင်သွားပါတယ်။ ဒီလိုနဲ့ပဲအဝေးတနေရာဖြစ်တဲ့ဖနွမ်ပန်မှာတော့ကမ္ဘောဒီးယားရဲတွေဟာနိုင်ငံကူးလက်မှတ်တွေအပြည့်ထည့်ထားတဲ့တမ်မနီမိခံတက်တာတဲ့တော့ကိုဖျက်တောက်နေကြပါပြီ။ပလတ်စတစ်ပုံတစ်လုံးနဲ့မှာ SIM ကတ်တွေရှမ်းကျနေပြီး laptop မျက်နှာပြင်တစ်ခုမှလည်းငွေတွေရှိနေကြတဲ့ crypto wallet တစ်ခုဖွင့်ထားတာတွေ့ရပါပြီ။လာပေါင်းများစွာတိုင်အောင်ကိုရီးယားကမိသားစုတွေဟာပြတ်ပေးဆွဲခံရတယ်လို့ငွေညှစ်တဲ့ဖုန်းခေါ်ဆိုမှုတွေလည်းခံခဲ့ရပါပြီ။သူတို့ဟာဒီကိန်းတွေရဲ့တူညီတဲ့စကားပြောပုံစံတွေကိုနားထောင်ခဲ့ရပြီး စိတ်ချလုံခြုံနေဆိုတဲ့ပတ်စံရေးအတူစီကိုငွေလွှဲဖို့အမိန့်ပေးခံရပါတယ်။ဒီဖုန်းခေါ်ဆိုမှုတွေဟာလုပ်ငန်းကြီးတစ်ခုလိုလဲပတ်နေတဲ့ဖုန်းခေါ်ဆိုရေးဌာနတွေကလာတာပါ။သူတို့ဟာအကြောက်တရားနဲ့တရင်အချက်လက်အတူတွေကိုအစီအစဉ်တစ်ချတုံပါတယ်။နင်းနာသူတွေကိုဖုန်း application တွေနဲ့ငွေကြေးချေရခံရခတ်အောင်ဖန်တီးထားတဲ့ crypto နီလန့်တွေကတဆင့်ပတ်စံတွေပို့ခိုင်းဖို့ဖိအားပေးခဲ့ကြတာပါ။လူတွေကိုဘယ်လိုစူးစမ်းပြီးထောင်ချောက်ဆင်ခဲ့ပါသလဲ။ ူငယ်ကိုရီးယားအများပြားဟာဝန်ဆောင်မှုပေးရမယ့်အလုပ်ဒါမှမဟုတ် IT အလုပ်ဆိုပြီးကြီးညာရီနဲ့စီယုံဖန်ဆွဲခံခဲ့ရပါတယ်။သူတို့ဟာဤပညာပညာတစ်ခုမှအလုပ်လုပ်ရမယ်လို့ပြောခံခဲ့ရတာပါ။ဖနန်ပန်လိုနေရာတွေကိုမီနီဘတ်တွေနဲ့ခေါ်ဆောင်သွားခံရပါတယ်။တခါရောက်တာနဲ့သူတို့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုလုပ်ငန်းဆောင်ရွက်ဖို့ဆိုပြီးတင်ယူလိုက်ပါတယ်။ညာဘက်ဆိုရင်အဆောင်တကားတွေကိုတော့ကတ်ထားပါတယ်။အခန်းတွေထဲကမီးတွေကိုလည်းအမြဲဖွင့်ထားပါတယ်။ဖုန်းတွေနဲ့ကွန်ပျူတာတွေလည်းထိန်းချုပ်ထားပါတယ်။တစုံတရာကထွက်သွားဖို့ကြိုးစားရင်လုံခြုံရေးတွေကတားမြစ်ပါတယ်။ အလုတ်လုတ်ဖို့ညင်းဆိုတယ်ဆိုရင်တော့အကြီးအကျယ်ဒန်ကြီးတွေပါတဲ့စည်ရင်တစ်ခုပေါ်လာပါတော့တယ်ဒီဒန်ကြီးတွေမှာအလုတ်ခေါ်ယူကအဆောင်ကတင်တန်းကြီးစောစည်းစွာရက်စဲကစတဲ့နာမည်တွေပါပါတယ်စုစုပေါင်းပမာဏကမပေးနိုင်လောက်များပြတဲ့အတွက်အလုတ်သမားတွေဟာအကျွေးထောင်ချောင်နဲ့မှတ်ပုံနဲ့စောက်ရဲစာတန်းတွေဆုံးရှုံးမှုကြောင့်ပိတ်မိနေကြတာပါလိန်လယ်မှုလုပ်ငန်းဘလို့လဲပတ်ခဲ့ပါသလဲဒီလိုဂိုင်းတွေရဲ့ဗဟုထာနာအတွဲမှာဆိုရင်ဖုန်းခေါ်ဆိုတဲ့အထက်ဟာတာမန်ရောင်းအယုံတယုံလို့ပုံစံပဲပေါက်ပါတယ် ဒါပေမဲ့လူတွေကိုပတ်စံပေးဖို့ကြောက်ရွံ့အောင် လုပ်ဖို့စီစဉ်ရေးဆွဲထားတဲ့စကားပြောပုံစံအတိုင်းလဲပတ်နေတာပါ။အေဂျင့်တွေကနင့်နာသူတွေကိုလုံခြုံရေးစစ်ဆေးမှုလုပ်ဖို့လိုတယ်လို့ဖျားယောင်ပြီးယာယီငွေထိန်းချုပ်မှုအတုတစ်ခုစီကိုရအောင်လမ်းညွှန်ခဲ့ကြပါရည်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့နင့်နာသူတွေကိုပတ်စံတွေ application တစ်ခုတည်းကိုရွှေ့ခိုင်းပြီးအဲဒီကနေ Damdor လိုမျိုးတည်ငြိမ်တဲ့ digital ငွေကြီးတွေကိုရွှေ့ခိုင်းမှုပါ။အဲဒီကနေမှငွေတွေဟာ wallet အများအပြားကိုဖြတ်တန်ပြီးခြေရခံမရတော့ပဲဖြောက်ွယ်သွားပါရည်။ ပထမအဆုံးစံတက်လွှဲပြမှုအောင်မြင်တဲ့အခါအဖွဲ့သားတွေဟာလက်ခုပ်လဝါတီးပြီးပျော်ရွှင်ကြပါလိမ့်။သူတို့အတွက်အလုံနှုံကအတိကပါ။ဥပဒေဒါမဟုတ်ဘေးကင်းရေးထက်အမြန်နှုံကပိုအရေးကြီးခဲ့တာဖြစ်ပါလိမ့်။ဒီဘဟုဌာနတွေမှာစင်ကတ်အမြောင်များကိုအသုံးပြုပါလိမ့်။စင်နေပေါ်က SIM ကတ်တွေကအကောင့်တူတွေနဲ့တစ်ခါသုံးစကားဝတ်တွေထုတ်လုပ်ပေးပါလိမ့်။ပရင်တာနဲ့ထုတ်ထားတဲ့အတွင်းပိုင်းစာရွက်ဆက်လက်ကလေးတွေဟာတည်ငယ်တဲ့စည်းကမ်းဖောက်ပြမှုကိုတော့ဒဏ်ကြီးအဖြစ်ပြောင်းလဲပေးလိုက်ပါလိမ့်။ ဒီတန်ကြီးတွေဟာအကျွေးစင်းတဲ့ကိုပေါင်းထည့်ခံရပြီးကျွေးမီတွေပိုပြီးများလာစေပါတယ်။လုံကြုံရေးအခန်းတစ်ခုမှာတော့နိုင်ငံသားအလိုက်ခွဲထားတဲ့နိုင်ငံကူးလက်မှတ်တွေထားရှိပြီးတော့တွေကိုတရုတ်မန်နေဂျာတွေကတင်ထားပါတယ်။ဖုန်းတွေကိုတော့ပြည်တွင်းကမိုဘိုင်းဆက်ပစ္စည်းစီမံခန့်ခွဲမှုစနစ်နဲ့ထိန်းချုပ်ထားပါတယ်။ကင်မရာတွေကိုပိတ်ထားပြီးဖုန်းတွေကအဆက်အသွယ်စာရင်းကိုခိုးယူပါတယ်။မနာခံသူနင်နာသူတွေကိုအဆက်ရရစေဖို့ဓာတ်ပုံပြကန်းကိုပါအသုံးပြုပါတယ်။ ။ Crypto ဌာနမှာဆိုရင်လည်း hot wallet တွေကိုဖွင့်ထားပါတယ်။စာရွက်ပေါ်မှာရေးထားတဲ့လျှို့ဝှက်စာသားတွေရှိပြီးငွေလွှဲပြောင်းတဲ့လိပ်စာ address တွေကလည်းအသင့်ရှိပါတယ်။ငွေကြေးလဲလဲတဲ့စနစ်တစ်ခုခုကလွှဲပြောင်းမှုကိုတန်လျာရှိတယ်လို့အချက်ပြလာရင်စိုင်းမုတ်တွေကိုချက်ချင်းဖြတ်ပြီးမိနစ်ပိုင်းအတွင်း account တစ်ခုကိုဖွင့်နိုင်ပါတယ်။ရဲရဲရောက်လာတဲ့အခါအချိန်မဆိုင်မဲ၃စက်ဖြက်စီမီးရှို့မဲ့အစီအစဉ်ကိုကြိုတင်ပြင်ဆင်ပါရစေ။ဒီပုံစံဟာအထူးစီးပွားရေးဇုံတွေနဲ့အဆောက်အုံတွေအများပြားမှာထပ်ခါတလဲလဲဖြစ်နေတာတွေ့ရပါရစေ။ ပုံစံတူအပြင်အစင်တူညီတဲ့ကိရိယာတွေနဲ့လှုပ်ဆောင်ပုံတွေဟာနေရအနှံ့မှာပြန်ပေါ်နေတာပါအဆောင်တစ်ခုလုံးရဲ့အထက်တွေကိုငှားထားပြီးလှေကားတွေကိုတောခတ်ထားပါတယ်ကုမ္ပဏီအတုတွေကနေနမယ်ရင်းတွေကိုဖုံးကွယ်ထားပြီးဒေသခံလုံခြုံရေးတွေကိုငွေသားနဲ့ပေးချေထားပါတယ်ဒီလိုမျိုးပုံစံတွေတတလဲလဲဖြစ်နေတာကစနစ်တကျစီစဉ်ထားတဲ့လုပ်ငန်းပုံစံဖြစ်တဲ့အကြောင်းပြသနေတာပါဒီဘဟုဌာနတွေဟာကြာပန်းလုပ်ရပြီမဟုတ်ပါဘူးဒါတွေဟာနေရအများပြားကိုစီမံခန့်ခွဲပြီးငွေကြေးတွေကိုအမြန်ရွှေ့ပြောင်းနိုင်တဲ့မန်နေဂျာတွေပါဝင်တဲ့စနစ်တစ်ခုဖြစ်ပါတယ် ဒီအချက်ကရာဇဝတ်မှုကိုနေဆက်ဖြတ်ကျော်ဖြစ်စေပြီးဥပဒေစိုးမိုးရေးအတွက်ပိုခက်ခဲစေပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲပူပေါင်းဆောင်ရွက်တဲ့တုံ့ပြန်မှုကစနစ်ရဲ့အစိပ်ပိုင်းများစွာကိုတပြိုင်နက်တည်းထိခိုက်စေနိုင်ပါတယ်။မိသားစုတွေနင်းနာသူတွေနဲ့လူလူရဲ့ဒေါသဖိအားပေးမှုတွေကြောင့်အာဏာပိုင်တွေဟာအရေးယူဖို့ဖြစ်လာပါတယ်။ဖျက်ပြေးဖို့ကြိုးစားရင်တိုက်စုံမှုတစ်ခုဖြစ်ပွားသွားခဲ့တဲ့အတွက်ဒီကိစ္စကိုလစ်လူရှုလို့မရတော့ပါဘူး။တသည့်အများပြားရဲ့ထွက်ဆိုချက်တွေကလည်းမှတ်တမ်းကိုရှင်းလင်းစွာဖော်ပြနိုင်ခဲ့ပါတယ်။ ဒီဖီးအားကြောင့်ဆိုးအဆိုးရဟာတတိပေးရုံနဲ့မဟုတ်ပဲလက်တွေ့ကျကျစတင်လှုပ်ဆောင်မှုဖြစ်လာပါတော့တယ်။ကိုရီးယားရဲ့မြို့တော်ဆိုးကနေရှေ့နေတွေ digital မှုကင်းစေးစရာတွေရှုံးသန်းစစ်ဆေးသူတွေနဲ့စကပြန်တွေကိုကမ္ဘောဒီးယားအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်မှုအတွက်စေလုပ်ခဲ့ပါတယ်။နှစ်ပတ်စလုံးဟာပူးပေါင်းစစ်ဆေးရေးစပွဲတစ်ခုကိုဖွဲ့စည်းခဲ့တာပါ။သူတို့ဟာညာဘက်ပြေးဆွဲနေတဲ့ရင်ပြားနံပါတ်တွေ၊မြေပန်းရှင်စာရင်းတွေ၊ငွေလဲလဲရေးအဆက်အသွယ်တွေနဲ့ crypto wallet group စတဲ့အချက်အလက်တွေကိုဝေမျှခဲ့ကြပါဗျ။ တရတလဲဖြစ်နေတဲ့အဆောင်ပုံစံတွေရဲ့နောက်ွယ်ကလူတွေကိုလည်းစစ်ထုတ်ပြီးစောင့်ကြည့်ခဲ့ကြပါရီ။စုံသန်းစစ်ဆေးသူများစီးနှင်းမှုကိုဘလို့စီစဉ်ခဲ့ပါသလဲ။ထိရောက်တဲ့စီးနှင်းမှုတွေဟာတကားဖွဲ့မဝင်ခင်ကတည်းကကြိုတင်စတင်ပါရီ။စိုက်ဘာအဖွဲ့တွေဟာ wallet တွေကိုစူးစီးပြီး SIM card တွေရုပ်တရက်အသုံးပြုတာကိုခြေရခံပါရီ။ကမ္ဘောဒီးယားရာရှိတွေကညာဘက်ပြေးဆဲတဲ့ယာဉ်တွေကိုနောက်ရောက်ခံပြီး license နံပါတ်တွေကိုမှတ်တမ်းတင်ခဲ့ပါရီ။သူတို့ဟာလုံခြုံရေးအလှည့်ကြအပြောင်းလဲတွေကိုမြေပုံဆွဲပြီးမြေပိုင်းရှင်တွေနဲ့ငှားရမှုမှတ်တမ်းတွေကိုစစ်ဆေးခဲ့ပါတယ် စစ်စင်ရဲ့ပြစ်မှတ်နေရာတိုင်းမှာအခန်း၄ခန်းပါဝင်နေတာကိုတွေ့ရပါတယ်။ဖုန်းခေါ်ဆိုတဲ့အထက် SIM ကတ်ဌာန၊ Crypto ဌာနနဲ့နိုင်ငံကူးလက်မှတ် Baking ခန်းတို့ဖြစ်ပါတယ်။စီစဉ်ထားတဲ့အတိုင်းဒီ၄နေရာစလုံးကိုတပြိုင်တည်းဝင်ရောက်စီးနင်းဖို့ပါ။ Crypto ဌာနမှာလှုပ်ဆောင်မှုစက္ကန့်30ရှေ့အောင်စီးနင်းမှုကပုံမြင်ရမှာပါ။လုံခြုံရေးခန့်ကိုအထိတ်လန့်တကြားဖြစ်အောင်လုပ်နိုင်ရင်နိုင်ငံကူးလက်မှတ်တွေထွက်လာနိုင်တဲ့အတွက်ကြောင့်ပါ။နောက်ကျတဲ့10မိနစ်တိုင်းဟာရာဇဝတ်သားတွေကိုတက်သေးခံဖျက်ဆီးဖို့ဒါမှမဟုတ်ငွေရေးရွှေပြောင်းမှုအခွင့်အရေးပေးလိုက်တယ်လို့ဖြစ်နေပါတယ်။ မိုးမလင်းကင်းတတ်မှတ်ထားတဲ့အချိန်ရောက်တာနဲ့အဖွဲ့တွေဟာတပြိုင်တည်းဝင်ရောက်ပါတယ်ပထမအဖွဲ့ကဝင်းတင် area ကိုဝင်ပြီးကြီးကြပ်သူတွေကိုထိန်းသိမ်းပါတယ်ဒုတိယအဖွဲ့က sim card စင်းတွေကိုတီကြခွဲထုတ်မီးဖြတ်တောက်ပြီးလုံခြုံရေးတိတ်တွေနဲ့အလုံးပိတ်လိုက်ပါတယ်တတိယအဖွဲ့က crypto ဌာနကိုဝိုင်းပြီးဖုန်းတွေကို airplane မှုထားက laptop တွေကိုလျှက်စစ်တန်းလိုက်လိုင်းကာကွယ်တဲ့အိတ်တွေထဲထည့်ပါတယ်ပစ္စည်းတွေမရွှေ့ခင် QR code တွေနဲ့လျှော့ဝါစာသားပါတဲ့ဆောက်ရဲစာတမ်းတွေကိုတပ်ပုံဆိုင်မှတ်တမ်းယူပါတယ် စတုထအဖွဲ့ကတော့ကင်မရာရှေ့မှာတော့ကတ်ထားတဲ့မိကန်တက်တာကိုဖွင့်ပြီးနိုင်ငံသားအလိုက်လေရင်ကူးလက်မှတ်တွေကိုစီပြီးချပြပါရီဒီပုံရိပ်ကတရားရုံးမှာခိုင်မာတဲ့တက်တည်ဖြစ်လာပါရီဘာကြောင့်လဲဆိုတော့မြေသူခွင့်ပြုကြမှာမပါပဲတမ်မဏိတက်တာနောက်ကွယ်မှာပိတ်လောင်ထားတယ်ဆိုတာကိုပြသနေလို့ပါကေဇေးလုပ်ငန်းဟာစောင်းရှောက်မှုမပါရင်မပြီးပြည့်စုံပါဘူးစီနင်းပြည်ချင်းချင်းနိဒာသူတွေကိုတောက်ဆရာရေးနဲ့စိတ်စစ်ဆေးမှုတွေချက်ချင်းပေးပါရီစကပြန်တွေကပထမအဦးဆုံးအိမ်ကိုဖုန်းခေါ်ပေးပါရီနာကျင်မှုရှိမရှိနဲ့ မိသားစုနဲ့စကားပြောကျင်သလားဆိုတဲ့ရိုးရှင်းတဲ့မိကုံတွေကိုမေးမြန်းပါရီဖုန်းတွေနဲ့ဆက်ပစ္စည်းတွေကိုတက်တီကန်စည်ရင်အဖြစ်စည်ရင်တွေ့ပါရီမှုကင်းစေဝါအတွက်ဆက်ပစ္စည်းတွေကိုပုံတူကူယူပါရီယာယီစာရွက်စာတမ်းတွေကိုပထမနေမှာပဲထုတ်ပေးပါရီဒီစာရွက်တွေကနိနာသူတွေကိုမမှန်မကန်ပြောဆိုတာတွေနဲ့စူးစောင်းသူလက်ထဲပြန်မရောက်တော့အောင်တားဆီးပေးပါရီအိမ်ပြန်ခြင်းသူတွေကိုလင်းခီးစင်အတွက်စီစဉ်ပေးပြီးတရားမျှတမှုလိုချင်သူတွေကတော့အမှုလိုက်အရာရှိတွေနဲ့တွေ့ဆုံပြီးထွက်ဆိုချက်တွေကိုဘယ်လိုထိန်းသိမ်းရမလဲ ဘလို့လုံခြုံရမလဲဆိုတာကိုလေ့လာရပါတယ်။ဥပဒေပေါင်းကလည်းရှင်းလင်းပြီးတိုက်ရိုက်ပါပဲ။တိမ်စီရမိတဲ့နိုင်ငံကူးလက်မှတ်တွေကတရားမဝင်ပိတ်လောင်ချုပ်ချယ်မှုကိုပြသနေပါတယ်။အကျွေးနဲ့တောက်ခတ်ထားတဲ့တကားတွေကအတင်းကျပ်လှုပ်အားပေးခိုင်းစေမှုကိုဖော်ပြပါတယ်။စနေတွေပေါ်ကစညုံအတိုင်းလဲလဲမှုကစနေတကြစီစဉ်ထားတဲ့စိုက်ဘာရာဇဝမှုဖြစ်တယ်ဆိုတာပြသနေပါတယ်။ငွေရေဟာငွေရောဆက်ဆက်တဲ့စနစ်တွေနဲ့ငွေတောင်းခံလောက်အတုတွေကနေရွှေလျားသွားရင်ငွေကြေးခဝါချမှုနဲ့သက်ဆိုင်ပါရည် အထက်လိုက်ငွေသားနဲ့ငှားရမ်းပေးခဲ့တဲ့မြေပိုင်ရှင်တွေကိုလည်းတရားစွဲဆိုနိုင်ပါ रे ငွေကြေးဆက်ပစ္စည်းနဲ့လူတွေရဲ့ရွေးလျားမှုကိုထိန်းချုပ်တဲ့မန်နေဂျာတွေဟာလူကုန်ကူးမှုတရားဝင်ထိန်းသိမ်းချုံနာမှုစိုက်ဘာလိမ်လည်မှုငွေကြေးခဝချမှု စတဲ့စွဲချက်တွေနဲ့ရင်ဆိုင်ရပါ रे နိုင်ငံကူးလက်မှတ်ပုံတွေ SIM card center တွေနဲ့ crypto wallet group တွေလိုတသက်တကံပစ္စည်းတွေကရှေ့နေတဲ့အတွက်ခိုင်မာတဲ့အမှုတည်ဆောက်ဖို့အထောက်အကူပြုပါ रे ငွေစည်းစိမ်မှုကစားရဲစားတဲ့ crypto နဲ့ carrier တွေနဲ့ရက်လောက်ထားတဲ့ချစ်ကြိုးတစ်ခုလိုပါ ။ဇာရွက်ပေါ်မှာဆိုရင်ဈေးကွက်ရှာဖွေအေဂျင်စီက ID ဝန်ဆောင်မှုအတွက်ပေးချေတယ်လို့ဖြစ်နေပါတယ်။တကယ်တမ်းတော့ငွေတောင်းခွန်လွန်အတူကခိုးယူထားတဲ့ငွေကိုခေါ်ဝါချနေတာပါ။ငွေလဲလဲတဲ့ဆိုင်တွေမှာစည်ရင်းကင်တွေကငွေကြီးတွေကိုအိတ်တွေထဲထည့်လဲလဲပြီးငွေတဲသူတွေကတဲဆောင်သွားကြပါတယ်။ OTC ဌာနတွေက crypto ကိုရိုးရိုးငွေအဖြစ်လဲလဲပြီးတစ်ခါတော့အကောင့်တွေထဲခွဲထည့်ပါတယ်။နေနာသူတွေရဲ့ငွေလွှဲမှုဟာ dumped ဖြစ်သွားပြီးရောစက်ထားတဲ့စနစ်ထဲဝင်ပြီးရင်ခိုးယူထားတဲ့မှတ်ပုံတင်နဲ့ဖွင့်ထားတဲ့ငွေလဲလဲအကောင့်တွေထဲရောက်သွားပါတယ်။ ဒီလိုရတတ်မှုအတွက်တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကပတ်စံအိတ်ရုပ်ပိုင်းဆိုင်ရာလမ်းကြောင်းနဲ့ကုမ္ပဏီအတုတွေကိုတပြိုင်တည်းဖိအားပေးပါတယ်။ငွေလဲလှဲတဲ့လုပ်ငန်းတွေကအ мян ထိန်းချုပ်တဲ့လုံထုံးလုံနီးတွေကိုလှုပ်ဆောင်ပါတယ်။ OTC ဌာနတွေကိုတရားရုံးအမိန့်ထုတ်ပါတယ်။ရောဆက်တဲ့စနစ်လမ်းကြောင်းတွေကို blacklist စာရင်းသွင်းပါတယ်။ရှင်နံပါတ်တွေကိုမျှဝေထားတဲ့မဝင်ရစာရင်းတွေထည့်ထားတာပါ။ကိုယ်တော်နေနဲ့ကွန်ဒိုတွေကိုလည်းညဘက်မှာစစ်ဆေးပါတယ်ဒီလောက်ဆောင်မှုတိုင်းကပဟုဌာနရဲ့လေပတ်မှုကိုနှိကွေစေပြီးရာဇဝတ်သားတွေရဲ့အရှိန်ကိုဖျက်တောက်လိုက်ပါတယ် တတိယကံပစ္စည်းတွေဟာစီးနင်းမှုအပြီးမှာပဲမပြောက်ပြက်ဖဲကျန်းရှိနေရပါမယ်။ဆက်ပစ္စည်းတွေကိုလှေဝဆားသားပါတဲ့စားရွက်တွေကိုစရင်သွင်းပြီးပူရက်ဒီဂျစ်တယ်ဂွင်းဆက်မှာတင်စီတဲ့အတွက်ဘာမှပျောက်ဆုံးမသွားနိုင်ပါဘူး။ငွေလဲလဲတဲ့လုပ်ငန်းတွေကနေဆက်ဖြတ်ကျော်တတိပေးချက်တွေကိုမျှဝေတဲ့အခါရောဆက်တဲ့စနစ်တွေရဲ့ဖုံးကွယ်မှုပြက်ပြဲသွားပါလိမ့်မြေပိုင်းရှင်တအူးတန်ရိုက်ခံရတဲ့အခါအင်းဒီဂျင်တွေကစစ်ဆေးခြင်းမရှိဘဲငှားရမ်းတာကိုရပ်တန့်သွားပါပြီ။ ရင်မြားကိုတောင်တဲ့ကုမ္ပဏီအတုတွေရဲ့ပိတ်ပင်စရင်လဲပတ်လာတဲ့အခါမီနီဘတ်တွေဟာလမ်းကြောင်းပြောင်းရပြီးကင်းလဲအဖွဲ့တွေရဲ့အမြင်မှာပုံမပေါ်လင်လာပါတယ်။ဥပဒေနဲ့လူတို့ကိုပုံမြင်တာလေးလေးဂိုင်းတွေဖုံးကွယ်ဖို့ခက်ခဲလေးလေးပါ။အာဏာပိုင်တွေကလုပ်ငန်းပုံစံကိုဖိအားပေးဖို့အတွက်စီးမြင်တွေချမှတ်ခဲ့ပါတယ်။သူတို့ဟာငွေသားတသက်နဲ့အထက်လိုက်ငှားရမ်းတာတွေကိုပိတ်ပင်ခဲ့ပါတယ်။အစူးလိုက်စင်းကတ်ရောင်းသူတွေဟာတကယ်မှတ်ပုံနဲ့အချက်လက် Real K1C ကိုအသုံးပြုဖို့လိုအပ်ပါတယ်။ညာဘက်စစ်ဆေးမှုတွေနဲ့ရုပ်ရည်စစ်ဆေးမှုတွေကိုမဖြစ်မနေလှုံ့ဆော်ခိုင်ပါတယ်။ မိသက်လေကားတွေကိုပိတ်မထားဖို့နဲ့ဝင်းတင် area ကိုစောင့်ကြည့်နိုင်ဖို့အဆောက်အုံစောက်ခွင့်နဲ့ကင်မရာတပ်ဆင်ခြင်းစီးမျဉ်းတွေကိုလည်းတွန်းအားပေးခဲ့ပါတယ်။ငွေလဲလဲတဲ့လုပ်ငန်းတွေဟာနိုင်ပိုင်းအတွင်ထိမ့်ချုပ်မဲ့သဘောတူညီချက်ကိုသဘောတူခဲ့ကြပါတယ်။အကခွန်ကနန်းနှစ်နာရီမှာအတန်မြင်နေတဲ့တန်တရားဖြစ်ပေါ်ရာရှုံသုံးပစ္စည်းတွေကိုတရီပေးခဲ့ပါတယ်။ဒေသခံအရာရှိတွေဟာတရင်းစာရှင်းလင်းပွဲတွေအတွက်မဟုတ်ပဲစစ်ဆေးမှုနဲ့ပြည်ထောင်ချမှတ်မှုတွေကိုအတီးပြုတ်နိုင်ရင်လုပ်ငန်းလုံဆောင်ဆွဲရင်အမှတ်တွေရရှိခဲ့ပါတယ်။ မီဒီယာတွေကနာမည်ဟွက်တွေအစားလူအမည်ရင်းတွေကိုဖော်ပြခဲ့ပါတယ်။တယုံတွေကအကူအညီလိုတဲ့နိုင်ငံသားတွေကိုကူညီဖို့ဒါရိုက်လျှောက်ထားနိုင်တဲ့ဌာနတွေကိုဖွင့်လှစ်ခဲ့ပါတယ်။တိမ်စီရမိတဲ့ crypto နဲ့ငွေသားတွေဟာပြန်လည်ပို့ဆောင်ရေးအတွက်ငွေကြေးထောက်ပံ့ပေးနိုင်ပါတယ်။တရားရုံးတွေကနေနာသူတွေကိုရောကြေးပေးဖို့ရန်မုံငွေတွေကိုခွဲထားနိုင်ပါတယ်။တန်စီရမိတဲ့ပစ္စည်းတွေကအိမ်ပြန်ဖို့လေလက်မှတ်အတွက်ပေးချေတဲ့အခါမျက်နှာသူတွေဟာစူးစောင်းသူတွေကိုပေးစီရမလို့ပဲထွက်ခွာနိုင်ပါလေဒီလှုပ်ဆောင်ချက်ကကဲစေကိုလူလူဆက်ဆံရေးလှုပ်ရှားမှုတသက်မှာဖြစ်စီပဲ နင်းနာသူတွေအတွက်တကယ်ထွက်ပေါက်လံကိုပေးဆွာပါတယ်။ရာဇဝေကိုင်းဌာနတွေဟာအချိန်နဲ့အမြန်အမြန်ရရှိမဲ့ခရီးတွေအပေါ်မှာလဲပတ်နေတာပါ။အမြန်စူးစောင်းအမြန်ထုတ်ယူအမြန်ဖြက်စီးအမြန်ရွှေ့ပြောင်းတာပါ။ဒီအချိန်ကသူတို့ရဲ့ဘေးကင်းရပါ။စီးရင်မှုတွေအပတ်စဉ်တတလဲဖြစ်လာတဲ့အခါဒီအချိန်ကနှိမ့်ကွေလာပါတယ်။ပတ်စံအိတ်တွေကိုမြင်မြန်ထိန်းချုပ်တဲ့အခါစမ်ကတ်စန်နာတွေအလုံးပိတ်သွားတဲ့အခါမီနီဘတ်တွေကိုပိတ်ပင်စည်ရင်သွင်းတဲ့အခါမြေပိုင်ရှင်တွေတံငွေဆောင်ရတဲ့အခါလုပ်ငန်းပုံစံတစ်ခုလုံးပြတ်စီးသွားပါတယ်။ ငွေကြေးထောက်ပံ့သူတွေဟာအချိန်ကြာကြီးမသိချင်အောင်ဆောင်လို့မရတော့ပါဘူး။ဒီစစ်စင်ရေးကဒီကိုင်းတွေကိုဘယ်လိုလဲပတ်နေလဲဆိုတာကိုအမိတက်ဖို့ဖော်ပြလိုက်တာပါ။တက်တဲ့အထောက်ထားတွေကပြသထားတဲ့အတိုင်းတရုတ်တွေဖွင့်ထားတဲ့လိမ့်လင်းမှုဂိုင်းဗဟုဌာနတွေနဲ့တရုတ်ရာဇဝတ်ဂိုင်းတွေလို့ခေါ်ဆိုခဲ့ကြပါရီ။ရာဇဝတ်မှုအမည်ကိုတက်ကဥပဒေအတိုင်းနှောက်ရှားနိုင်စေဖို့အထောက်အကူဖြစ်ပါရီ။ဒီကိစ္စကိုအလုတ်တမအငင်းပွားမှုအဖြစ်မဟုတ်ဘဲစနေတကြစီစဉ်ထားတဲ့နေဆက်ဖြတ်ကျော်လိမ်လည်မှုနဲ့လူကုန်ကူးမှုအဖြစ်ပြောင်းလဲဆွေးနွေးစေပါရီဒီအပြောင်းလဲမှာဥပဒေအောက်မှာ လူလူဖီယာအောက်မှာ ਨੇ လက်တွေ့လှုပ်ဆောင်မှုမှာအရေးကြီးပါတယ်။ဆိုးနဲ့ဖနွမ်းပင်တို့ဟာဒီဂိုင်းတွေကိုဘယ်လိုတိုက်ရိုက်တိုက်ထုတ်ရမလဲဆိုတဲ့လက်ဆွဲစာကိုရေးသားလိုက်တာပါ။ဒီအစဲတွေကဆာရွက်ပေါ်မှာရိုးရှင်းနေမယ်လက်တွေ့မှာတော့ခက်ခဲပါတယ်။ယူရချက်ကတော့ရာဇဝမှုပုံစံကိုအလုံးမဖြစ်စေဖို့ ਨੇ လူတွေကိုအိမ်ပြန်ခေါ်ဖို့ ਨੇ ခေါင်းဆောင်တွေကိုထောင်ထဲပို့ဖို့ဖြစ်တဲ့အကြောင်းဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။